ပွဲပြတ်သွားပြီမယ်ထုံးချင်းအပြည့်ရရှိသွားမယ်တန်းစင်ရဲ့ပြိုင်ပွဲပတ်စုကွန်ဗစ်တန်းစင်တရားပွဲပြတ်သွားတယ်ဆိုတဲ့သတင်းကသူ့ရဲ့ပွဲစဉ်ကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်တော့တကယ်ကိုစိတ်မကောင်းစရာသတင်းတစ်ခုပါပဲတန်းစင်အားမြန်မာပရိသတ်တော်များရဲ့အားပေးဝန်ရံမှုကိုရရှိထားသလိုအဆိုပါပရိသတ်တွေကလည်းတန်းစင်အားလာလာရှိတဲ့လူငယ်ဖိုက်တာတယောက်ဖြစ်သတ်မှတ်ထားခဲ့ကြတာပါဝါမအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်လိမ့်မယ်လို့လည်းအားလုံးကယုံကြည်ထားခဲ့ကြသလိုတန်းစင်ကိုယ်တိုင်ကလည်းဒီနေ့ညမှာရှင်ပြိုင်ထိုးတက်သွားမယ်ပွဲစဉ်အတွက်တေချာလေးပြင်ဆင်ထားခဲ့တာပါ တာခဲတို့ဆူရီယန်လက်တော်ကိုရှုံးနေပြီတဲ့နော်ဝေဖန်မှုတွေနဲ့တောင်းလျှောက်ရင်းဆိုင်နေကြရတဲ့တန့်စင်ဟာသူ့အပေါ်ပြစ်တင်ဝေဖန်နေသူတွေအတွက်ရောသူရဲ့ပြည်သက်တွေအတွက်ပါအကောင်းဆုံးပြန်လာနိုင်ဖို့အတွက်ပြင်ဆင်မှုတွေကိုတေချာလေးပြုလုပ်ထားခဲ့တာပါစ조사မှုနဲ့လူမှုရေးရှင်လာတဲ့အခါမှာတော့တန့်စင်ဟာသူ့ရဲ့조사မှုတွေကိုခိတရရဲတန့်ခဲ့ပြီးပွဲရဲ့နီးနေခဲ့တာတော့မှငလင်ဘေးတင်ပြီးသူတွေအတွက်ကိုရိုင်းကိုချောင်းတက်နိုင်တဲ့ဘက်ကနေကိုကြီးထောက်ပံ့မှုတွေကိုပြုလုပ်ပေးသွားခဲ့တာကိုမြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ် ပြည်သူတွေအတွက်တနိုင်တဲ့ဘက်ကနေပါဝင်အားဖိတ်မှုတွေပြုလုပ်ခဲ့တဲ့တန်းစင်ဟာယခုတစ်ပတ်ရှင်မိုင်ထိုးတက်မဲ့1 Friday 5 105ပြန်ဝဲမှာ Time Fighter ပတ်စုကိုဗင်းနဲ့ရှင်မိုင်သွားရမှာဖြစ်ပေမဲ့လည်းကျမ်းမာရေးအခြေအနေအကြောင်းပွဲပြတ်သွားခဲ့ပါတယ်။ပတ်စုကိုဗင်းနဲ့ပွဲစဉ်အတွက်ဆေးစစ်မှုတွေပြုလုပ်ခဲ့ခြင်းတန်းစင်ရဲ့မျိုးလုံးထဲမှာအဆက်အပြောက်လေးတွေရှိနေကြတာကိုဆရာဝန်တွေကတွေ့ရှိခဲ့ကြတဲ့အတွက်တန်းစင်ရဲ့အမြင်အာရုံကိုထိခိုက်နိုင်တဲ့အတွက်ပွဲမကစားဖို့တားမြစ်သွားခဲ့ကြသလိုဝမ်ဘက်ကလည်းပွဲဖျက်ဖို့ဆုံးဖြတ်သွားခဲ့ကြတာပါ။အဲ့လိုပွဲဖျက်လိုက်တဲ့အတွက်တန်းစင်ရဲ့ပြန်ပွဲဖြစ်တဲ့ပတ်စုကိုဗင်းဟာထိုးချစ်တွေရရှိသွားမှာဖြစ်တယ်လို့သိရပြီးထိုးချစ် ကိုလည်းအပြေးဝပေးသွားခဲ့တယ်လို့သိရပါတယ်။အဲလိုပတ်စုခွန်ပဲတယောက်ထိုးချင်းရရှိသွားခဲ့တယ်လို့တန်းစင်အနေနဲ့လည်းထိုးချင်းရရှိသွားမလားဆိုတာကိုတော့အလုံးကသိချင်နေခဲ့ကြတာပါ။တခုရှိတာကအခုပွဲပြတ်သွားခဲ့ခြင်းအားတန်းစင်ရဲ့ချုံရင်းကျဲကြောင့်ပွဲပြတ်သွားခဲ့တာဖြစ်တဲ့အတွက်ထိုးချင်းရမမြဘူးဆိုတာကတော့အထူးကြမသိရသေးပါဘူး။တခြားသောပြည်သက်တွေကတော့တန်းစင်အနေနဲ့ထိုးချင်းရတဲ့နယ်ဆိုပြီးပြောဆိုနေကြတဲ့သူတွေလည်းရှိပါတယ်။ အစဉ်အမျက်လုံးမှာပြဿနာတချို့ရှိခဲ့ပေမယ့်အဆိုအပြိုင်ပွဲကိုရှင်မြိုင်ထိုးသက်ခွင့်ပြုဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့သေးတယ်လို့သိရပြီးဝမ်ဘက်ကဘလို့မှခွင့်ပြုပေးခဲ့ခြင်းမရှိတဲ့အတွက်ပွဲပြတ်သွားခဲ့ရတယ်ဖြစ်ပါရင်တန်းစဉ်အတွက်ထိုးချင်းရတာမရတာထက်ယုံကြည်မှုတွေပြန်လည်တည်ဆောက်သွားဖို့အတွက်တေချာလင်းပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးကမှအခုလိုချင်းနေမျိုးနဲ့ရင်ဆိုင်လိုက်ရတာဟာတော်တော်လေးစိတ်မကောင်းစရာဖြစ်သွားခဲ့ပါပါစိုးရိမ်စရာတစ်ခုရှိတာကအကိုဖြစ်သူထွန်းလွင်မှုလို့ဖြစ်သွားမှာကိုပါပဲတန်းစဉ်ရဲ့အကိုဖြစ်သူထွန်းလွင်မှုဆိုရင်လည်းအကောင်းဆုံးအချိန်မှာအမင်းအာယုံနဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးသူချစ်တဲ့ဂျိုးဝိုင်းတွေကိုစွန့်ခွာသွားခဲ့ရတာပါအခုလေ က်တန်းစင်တရားမျိုးလုံးနဲ့ပတ်သက်ပြီးပြဿနာရှိနေတယ်ဆိုတဲ့သတင်းကအနည်းနဲ့အများတော့စိုးရင်စရာတစ်ခုလို့ဖြစ်သွားစေခဲ့တယ်လို့ဆိုကြပါရင်တန်းစင်ကလည်းရှေ့ဝမ်းမှာရှင်မြိုင်နေတဲ့မြန်မာဖိုက်တာတွေတဲမှာတော့တက်ကွက်ဆောင်တဲ့ဖိုက်တာတယောက်လို့ဆိုရမှာဖြစ်ပေမဲ့ပါနဲ့မှုလေးတွေတော့လိုအပ်နေသေးတာကိုမြင်တွေ့နေခဲ့ရတာပါ ငွေထမ်းပြိုင်ပွဲတွေမှာတက်ကွက်စုံနေုံနဲ့အနိုင်မရနိုင်မှုဆိုတာမော်လုံမျိုးဖိုက်တာဆွန်ရဲရဲ့ပွဲစဉ်ကိုကြည့်ရင်သိနိုင်ပါတယ်။အဲ့ဒီထဲမှာပါပြိုင်ဘက်ကထိုင်းဖိုက်တာတွေဖြစ်နေတယ်ဆိုရင်အလဲထိုးနိုင်ဖို့အဓိကထားဂျိုးပန်သွားရမှာဖြစ်ပြီးဒီအတိုင်းသရပြန်ကိုရီးယားနဲ့ပွဲပြီးသွားခဲ့ပြီးဒိုင်အဆုံးဖြတ်ထိရောက်သွားခဲ့မယ်ဆိုရင်ကိုဘက်ကအရှုံးပေးသွားခဲ့ရတာကများပါတယ်။တန်းစင်အောင်တက်ကွက်စုံပြီးလက်သီးထိုးချက်ရောခြေကန်ချက်ပါကောင်းမွန်တဲ့ဖိုက်တာတစ်ယောက်ဖြစ်ပေမယ့်လိမ္မာပါနဲ့မှုလေးတွေသာရှိမယ်ဆိုရင်နိုင်ဝဲတွေနဲ့ပြန်လည်မြင်တွေ့သွားရမှာဖြစ်ပါတယ်။